ခွဲရရမလူတတဝါတွေတဲ့အနတ်မြမာတွေတဲ့မြတ်တော်လူမြတ်တော်လူကိုယောက်ျားလည်းအသက်ကြီးနေပြီးတိတ်ပြီးတော့လုံနိုင်တဲ့အင်အားမရှိတော့ဘူးစပိတ်တစည်းပြင်ပြီးသွားရင်သူ့မှာမောလို့ထိုင်နာနေပြီးတော့အတူသိညာချီဆက်ရမှာကြောင့်ရေတိန်နေနေရတဲ့ဇနီးမောင်နဲ့ ပရိသတ်များရှင်အတိုးချောင်းမို့ဘဝတွေရေတွေနဲ့နေရပြီးတော့ဒုက္ခရောက်နေရတဲ့သူတွေလည်းအများကြီးကိုရှိနေတာဖြစ်ပါတယ်။ဒီထဲမှာမှအတိုးလဲပုံမှန်ဆက်နေရကနေအတိုးချောင်းလယ်ပင်အကျွေးနဲ့ပြီးတော့ဒုက္ခပင်လယ်ဝင်နေရတဲ့ဇနီးမောင်နှံကတော့ဦးလေးစုံမျိုးတင်းနဲ့မမမိုးတို့ပဲဖြစ်ပါတယ်။ဦးစုံမျိုးတင်းတို့က ဆိုင်းဝိုင်းဒိုးပက်လိုက်ထားတဲ့တီးရဲ့အလုတ်ကိုလုတဲ့သူတွေဖြစ်ပါတယ်။ဆိုင်းဝိုင်းလိုက်ရင်းနဲ့မမမိုးနဲ့စုံမိပြီးတော့အကြောင်းပါခဲ့တာဖြစ်ပါတယ်။အသက်ကွာကြပြီမဲ့တယောက်နဲ့တယောက်ဖေးမကူညီရင်းနဲ့အိမ်တော်တွေဘဝကိုဖျက်ဆီးနေကြတာဖြစ်ပါတယ်။မမမိုးကသူ့ထက်အသက်ကြီးတဲ့ဦးလေးကိုအယံမတော့တတ်တယ်လို့လိန်မာတဲ့အချက်တွေနဲ့သာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ရွေးချယ်ပြီးတဲ့အချိန်မှာလဲဦးလေးအရွယ်ခင်မွန်းကြောင့်စိတ်ဒုက္ခရောက်ရတာမျိုးမရှိခဲ့ဘူးပါ우ခင်မွန်းကြောင့်စိတ်ဒုက္ခမရောက်ရပေမဲ့အကျွေးရေကြောင့်ရေတိမ်နဲ့နေရဖြစ်ပါတယ်အကျွေးရလဲလောင်ကစားရေကြောင့်မဟုတ်ဘဲနဲ့ဒါဖြစ်သူကြောင့်တင်သွားတာဖြစ်ပါတယ်ဒါဖြစ်သူကမိမခိုးပြေးရာကနေတရားရင်ဆိုင်လိုက်ရပြီးတော့တပတ်ကအမျိုးသမီးအတိုင်းဝိုင်းကတရားဆွဲလို့တရားဖြည့်ရှင်းနေရတဲ့အချိန်မှာပတ်စံလိုအပ်လာခဲ့ပါတယ်လိုအပ်တဲ့အတွက်ကိုဦးလေးတို့ဇနီးမောင်နှံကပတ်စံ၉ဒိန်သူမြ ားသားအနေချီးမိခဲ့ပါတယ်။ကိုသိန်းကိုချီးပြီးတော့မလောက်တာမို့နောက်ထပ်တစ်ခါ၅သိန်းထပ်ပြီးတော့ချီးခဲ့ရပါတယ်။အလုံးပေါင်း၁၄သိန်းကိုချီးလိုက်တဲ့အချိန်မှာအတူရီရှိလာခဲ့ပါတယ်။အတူရီကိုအစမတန်တောင်းကြတဲ့အတွက်နှစ်ယောက်သားဆက်နေရတာပါ။ဂျားထဲမှာ အတူပုံမှန်ဆက်နေတာကြောင့်မှအတူရချိန်မလာတော့ပဲဖြစ်နေတာပါ။အတူပေါ်မှာအတူဆင်ပြီးတော့တဆက်မဖြစ်မဆက်နိုင်ဖြစ်လာတဲ့အခါမှာ အတူရခိုင်းလိုက်တဲ့အချိန်မှာအကျွေးရှင်ကပတ်စံကိုပေါင်းထည့်လိုက်ပြီးတော့အလုံးပေါင်းသိ ိန်းပေါင်းရာခိုင်နှုန်းအထိကိုဖြတ်သွားခဲ့ပါတယ်။ 14ဒိန်ချိလိုက်တဲ့ငွေကအခုဆိုရင်တော့ပြန်ဆက်ရမှာတိန်းရာဝင်းကျင်ရှိသွားပြီဖြစ်ပါတယ်။တကယ်လို့ပတ်စံတာမရှိရင်တော့ဇနီးမောင်နှံနှစ်ဦးကကောင်းကောင်းရက်တည်နိုင်ပါတယ်။အကျွေးဆက်စရာတာမရှိရင်ပေါ့လေ။ဇာဝင်နေရင်အဆင်ပြေပြီးတော့ဟန်မပြတ်ရက်တည်နိုင်တဲ့မိသားစုဖြစ်ပါတယ်။ဒါပေမဲ့လည်းအကျွေးကိုအတူအရှိန်ကြောင့်အခုဆိုရင်တော့တမိသားစုလုံးဝရေတင်နေနေရတာဖြစ်ပါတယ်။ယူထားတဲ့အကျွေးထက်အစာပေါင်းများစွာများတဲ့အတူပမာဏကိုဆက်ဖို့အတွက်လုံးပန်းနေရတာဖြစ်ပါတယ်။သားသမီး၃ယောက်မွေးထားတာဖြစ် ပြီးတော့အသားကြီးကအိမ်အောင်ကျပြီးတောင်းငယ်လေးကအဝေးရောက်နေပါတယ်သမီးငယ်ဆုံးလေးကတော့လက်ရှိမှာစက်တန်းတက်နေတာဖြစ်ပါတယ်။သမီးငယ်ကနောက်နှစ်ဆိုရင်တော့တက္ကသိုလ်ဝန်ထမ်းဖြစ်တော့မှာမို့သူရှင်ဘိုးနဲ့ကုံကြစီရဲ့အတွက်ထွေးဖူပါပြန်ပါတယ်။အခုလက်ရှိမှာခင်မွန်းဖြစ်သူကစပိန်ပြည်နယ်အလုပ်ကိုလုပ်ကင်နေတာဖြစ်ပါတယ်။ ဘသူစီယာမှာလိန်လဲလဲဖြားတာမျိုးမရှိပဲတမအာဇီဝလှူစားပြီးတော့ဘဝကိုကောင်းကောင်းဖျက်တမ်းနေတာဖြစ်ပါတယ်။စပိန်ပြည်နဲ့အလုံးကဒါအလုံးဖျက်တဲ့အတွက်ကိုအဲ2000လောက်လုံးဖျက်တဲ့ရက်ဆိုရင်တော့ရတယ်။2000ဆိုရင်ငွေနဲ့တမိသားစုလုံးလောက်အောင်စားရတယ်လို့အတိုးလဲဆက်ပါတယ်။ဇနီးဖြစ်သူကလည်းအတုံးဆိုင်လေးဖွင့်ပြီးတော့ ဝင်ငွေရအောင်ကြိုးစားနေရဖြစ်ပါတယ်ဒီလိုလှုံ့ဆော်ရတဲ့ဈာတွေကနေကျမကြီးလည်းမကောင်းပါဘူးဦးလေးရကုတ်ကြီးပေါင်းခါကြီးပေါင်းယောဂမျိုးစုံကိုခံစားနေရတာပါဇနီးဖြစ်သူကလည်းအကြော်ရီအကြော်ပြီးတော့မျက်စိနာနေရနေစိတ်ကမပြနိုင်တာမို့ယောဂပို့ပြီးတော့စိုးသွားခဲ့ရလဲဖြစ်ပါတယ်အခုဆိုရင်မျက်လုံးတစ်ဖက်ကောင်ကကန်းသွားပြီဖြစ်ပါတယ် မျက်လုံးမကောင်းတဲ့အချိန်မှာငွေမရှာနိုင်တာကြောင့်အကျိုးကိုယူခဲ့မိတာပါအကျိုးတွေပုံမှန်ဆက်တာမို့ရက်ခိုင်းတဲ့အချိန်မှာတော့တင်းယာကနန်းကက်နေရပဲဖြစ်ပါရင်သူတို့တွေကတော့တကယ့်ဒုက္ခကြီးဖြစ်သွားတာပါတိုးနဲ့အရင်ကဘလို့များဆက်အမလဲဆိုပြီးတော့တွေးခုနေရဖြစ်ပါရင်ဇနီးဖြစ်သူကလည်းမျက်လုံးတစ်ဖက်နဲ့ယုံကက်နေရတဲ့အလုံးကလည်းအဆင်မပြေဘူးအသက်ကြီးရဲ့ခင်မုန်းနဲ့မျက်လုံးတစ်ဖက်သာမြင်ရတဲ့ဇနီးနှစ်ယောက်ပေါင်းမတဲ့ဘဝဆိုသလိုဖြစ်နေရတဲ့အပေါ်မှာပရိသတ်တို့ရဲ့အမြင်လေး comment လေးထဲမှာရေးခဲ့ပေးပါဦးဗီဒီ ီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။